ုံကြောင်ဖြစ်သောစစ်ပွဲများဆိုတဲ့ယူရဲ့ဆောင်းပါးစာအုပ်မှာဆောင်းပါးပေါင်း16ဘုတ်ကိုခေါင်းစဉ်ကွဲ9ခုနဲ့ဖော်ပြထားတာဖြစ်ပါတယ်။ပထမခေါင်းစဉ်ကွဲကစစ်ပွဲများနဲ့ပလီပခအဲ့ဒီကသုံးပုံးမြောက်ဆောင်းပါးဖြစ်တဲ့ဘောလုံးပွဲကြည့်ပြီးမှဆိုတဲ့ဆောင်းပါးကိုဖတ်မှာဖြစ်ပါတယ်။ဘောလုံးပွဲကြည့်ပြီးမှအနိဋ္ဌယုံအမျိုးမျိုးကဘာကြီးမှာကိုနိုင်ငံမှာ ကိုယ်အိမ်ဘေးမှာရှိနေကြသည်ဓာရီကိုလွှဲဖဲပြီးပီတိဖြစ်စရာဘောပွဲကိုကြည့်ကြတာဘလောက်နားလဲဖို့လွယ်ကူလိုက်တယ်လေဘလုံးမဲကြည့်ပြီးမှာလေးနှစ်အတွင်းပထမဆုံးကျင့်အဖြစ်ကျမဘလုံးမဲကြည့်ပါသည်အန်တီဝင်းကလျာဝိဇ္ဇာတိတ်ပံကဘလုံးမဲကြည့်တဲ့အခါကိုကတဖက်ဖက်မှနေပြီးကြည့်မှအရသာရှိတာဟု ပြောသည် ဟုတ်လားဒါဖြင့်လည်းနေလိုက်တာပေါ့ဟုကျမသဘောတူလိုက်သည်ကျမဘယ်ဘက်မှနေမလဲအင်္ဂလန်ဘက်မှနေမလားဒိမတ်ဘက်မှနေမလားတကယ်တော့ကျမကဘောလုံးကိုစိတ်လည်းမဝင်စားနားလည်းမလဲထို့ကြောင့်ဘယ်သင်းဘက်ကကိုနေချင်းသည်ဆိုတာဆုံးဖြတ်လို့မရပါကျမတို့မြမဘောလုံးအသင်းလည်းမပါသည့်ပွဲမှုကိုနိုင်ငံဘက်ကနေတယ်လို့ဗလန့်မှုမျိုးလည်းမရှိ ို့သောကျမယုတ်တရက်ပင်ဒိမတ်ဘက်ကနေလိုက်သည်အကြောင်းရင်းကိုကိုယ်တိုင်ရေရာမသိပါကျမမဆကြည့်သလောက်ပေါ့လေအင်္ဂလန်အသင်းမှာအလွန်နာမည်ကြီးလူကြိုက်များလာသောဒေးဗစ်ဘက်ကန်ပါဝင်နေသောကြောင့်သူဘောလုံးကန်တာတစ်ခါမှမမြင်ဘူးတော့လေစားဆောင်တွေမှာမြင်ရဖက်ရသည်မြအလွန်ပဝင်ကင်သူ အမြင်ကတ်စရာကောင်းလောက်အောင်ဟန်ရေးပြသူဖြစ်နေသောကြောင့် ကျမတမင်ပင်ဒိမတ်ဘက်ကနေလိုက်တာဖြစ်နိုင်ပါသည်နောက်တစ်ချက်မှာဒိမတ်အသင်းသည် အရင်တစ်ခါတုန်းကအင်္ဂလန်အသင်းကို၄ဂိုးဂိုးမရှိဖြင့်ရှုံးထခဲ့တာလည်းပါပါလိမ့်မည်ကျမကအားနေသူဘက်ကဝင်ရချင်းစိတ်ပျောက်ပြတ်သေးဟန်မတူပါတကယ်လည်းဘောလုံးဘွဲကိုဒီအတိုင်းဘေးမြင့်နဲ့ကြည့်တည်တဲ့ဘက်တစ်ဖက်မှာဝင်ရပြီးကြည်တာကပိုပြီးရတာရှိတာအမှန်ပါပဲဘောလုံးဘွဲကြည့်ရင်နှစ်နိုင်ငံကြားကအကျိတ်အနယ်ဖြစ်နေသော အာဂသာရှင်းပြမှုအစားစစ်ပွဲတစ်ပွဲများဖြစ်ခဲ့သောဘလောက်ထိတ်လန့်တုံလုံးရလီမလဲဟုအတွေးဝင်မိသည်ဘလုံးပွဲတွင်အနိုင်ရှုံးကိုကိုးရီအတွက်ပြန်တတ်မှတ်သည် ထို့ပြင်တတ်မှတ်ထားသောအချိန်ကာလတစ်ခုအတွင်းသာ ရှင်းပြန်ရသည်ထို့အချိန်စေ့သွားသည့်နှင့်တပြိုင်တည်းရှင်းပြမှုရန်စစ်ပွဲမှာတော့အဲ့ဒီလိုအချိန်ကတ်မှုမရှိ အနိုင်ရှုံးကိုတတ်မှတ်သည့်အခါဆုံးရှုံးသွားရသည့်လူအသက်တန်ဖိုးတွေနှင့် သတ်မှတ်သည်ဟုပြောရမလားကိုနိုင်ငံသားတွေအစုလိုက်အပြုံလိုက်အသက်ဆုံးရှုံးနေသည့်အဖြစ်ကိုဆက်လက်မခံနိုင်တော့သူကအရှုံးပေးရမည်ထင်သည်စစ်မှားကအရှုံးနိုင်အပြင်ဘောလုံးပွဲတက်ပိုးလာသောရလဒ်တစ်ခုရှိသေးသည်မှားမှန်ပြဿနာဖြစ်ဘောလုံးပွဲမှာကစားပွဲစီးမြင်နေရှိသည်ဆုံးဖြတ်ပေးမိတိုင်းလူကြီးရှိသည်စစ်ပွဲမှာလည်းစီးမြင်မရှိသလိုထင်ရပေမဲ့ စစ်ဆေးမြင်းရှိပါသည်1949ခုနှစ်ဂျီနီဗာဘရိညာစာချုပ်သည်ဒုတိယကမ္ဘာစစ်အပြီးမှပြုလုပ်ခဲ့သော Nuremberg စစ်ခုံရုံးတရားစီရင်မှုတွေမှစတင်ခဲ့သည်စစ်ရေးသတ်မှတ်ချက်များကိုကျမဖတ်သောစာအုပ်များတွင် မကြာခဏတွေ့ရသဖြင့်ကြိတ်တန်းဖန်တန်းသိနေသည်ထို့သောဘောလုံးကစားပွဲ၏စီမင်းဥပဒေများနှင့်ပြစ်ဒဏ်သတ်မှတ်ချက်များကတော့ကျမနှင့်တော်တော်စိမ့်ပါသည်။တောင်းကံပေါ်ဘာကြောင့်ရတယ်လဲကျမမသိ ပြစ်ဒဏ်ဘောဘာကြောင့်ရတယ်လဲကျွန်မမသိအဝါကတ်အနီကတ်အကြောင်းရင်းကိုလည်းအဖြစ်ပြက်ကို နောက်တစ်ကြိမ်ပြန်ပြလို့တည်တည်ကြာကြာကြည်တော့မှမြင်မိသည်စစ်ပွဲတစ်ပွဲစီးပွားမှုရာဇဝတ်မှုများကိုတော့အတမတေပဲရှင်ကြံခဲ့သည့်မျက်မြင်သက်တည်များနှင့်ပါဝင်သူတို့၏မှတ်တမ်းများအရာ ထုတ်ဖော်ဖွင့်ချခံရလိမ့်ရှိပါသည်စစ်ပွဲများတွင်အဖြစ်ပြက်ကိုမျက်မြင်တွေ့ရသည့်တက်တေမရှိလျင်တောင်တေပြီးသားအလောင်းတွေကိုကြည့်ပြီး စစ်ပွဲလားစစ်ရသွေးမှုလားစစ်ဆေးဆုံးဖြတ်လို့ရခဲ့သည်စစ်တရင်တောက်များစွာပင် ထိုတက်ဖြတ်မှုများကိုပက်စွန်ဆန့်ဖြာမြင်တွေ့ရသည်သူတို့ကအမြင်အတိုင်းပြန်ရေးပြသောအခါဓာတ်ပုံရိုက်ပြသောအခါဗီဒီယိုရိုက်ပြသောအခါကဘာအနှံ့ပြားကလူတွေသိရသည်တမိုင်းအထောက်ထားတွေဖြစ်ကုန်ကြသည် လူသားတို့သည်မယုံကြည်နိုင်လောက်အောင်ရက်ဆက်၏တချို့ကမုန်တီးမှုဖြင့်တက်သည်အာဂါရယံညူဖြင့်တက်သည် တချို့ကစစ်သွေးကြွလို့တက်သည် တချို့ကရန်သူကိုအပီးအပြတ်နိုင်နိုင်အောင်မိမိစစ်တပ်ကိုစိတ်တက်ကြမ်းကြုတ်သွေးကြစေလို့တဖြင့်တတ်မိတ်နှိမ့်ဆက်မိတ်ပေးသည်ဘလုံးမွေးကြည့်တယ်လို့ဘတ်တဖတ်မှရက်ပြီးကြည့်ရပါမလို့စစ်ပွဲတစ်ခုကိုဘေးကထွက်ရက်ပြီးကြည့်ရင်တော့တုံလုံးစွာနာကျင်ရမှတေးကြပါသည်စစ်ပွဲမှာစစ်တပ်ရင်နှစ်ဖက်လုံးကလူတွေတေကြသည့်အဖြစ်မှာဂျာဇဝဲမှုမဟုတ်ပါ ်လက်နက်ကင်တိုက်ပွဲတွင်မလွဲမသွေကြုံတွေ့ရမည့်ကိစ္စဖြစ်သည်ထို့သောမလိုအပ်ဘဲဝေဒနာခံစားရအောင်တည်တည်ချာချာစီစဉ်ပြီးပြုမှုဆောင်ရွက်မှုကတော့ဇာစဝဲမှုမြောက်သည်စိတ်အခြေဆိုင်စကန်တစ်ခုကိုဘုံကျက်တိုက်ခိုက်သည်ကြည်သူပိသားများကိုပါတည်ကြည်ပြက်စီးမိစေသည်ထို့ကိစ္စသည်ဇာစဝဲမှုကျွလွန်သည်ဟုမမြည်ပါထို့သောလူနေမျိုးရွာများကိုတည်တည်ချာချာစီစဉ်ပြီးဘုံကျဲရင်တော့ဒါဇာစဝဲမှုပဲဖြစ်သည် ဒုတိယကမ္ဘာစစ်အပြီး၌နာဇီစစ်အုပ်ချုပ်ရေးခေါင်းဆောင်တချို့စုစုပေါင်း22ယောက်ကိုစစ်ရသဝဲမှုဖြင့်ဆွဲချက်တင်တရားစီရင်ခဲ့သည်ပထမတော့နာဇီများကိုတစ်တော်တဲ့ခေါ်သွားပြီးပြစ်တက်မည်ဟုစီစဉ်ခဲ့ကြသေးသည်ဟုဆိုပါသည်နောက်တော့ထိုနာဇီစစ်ဗိုလ်ချုပ်များအားသူတို့တကိုးထွားခဲ့စဉ်ကသူတို့တတ်ခဲ့သမျှဘသူကမှမပေးခဲ့သောတရားဆိုင်ခွင့်အခွင့်အရေးကိုပေးလိုက်ကြဖို့ဆုံးဖြတ်ခဲ့သည်တရားစီရင်မှုသည် မျှတ၍ တရားနိလန်ကြစေရမည်အင်္ဂလိပ်ဘာသာဖြင့်ရောဂျာမန်ဘာသာဖြင့်မှသုံးနှုန်းမေးမြန်းသည်တရားခဏ်များသည်သူတို့အတွက်ခုခံပေးမည်ရှင်းနေများနှင့်ထွက်ဆိုပေးမည်တတ်သိများကိုခေါ်ခွင့်ရှိသည်တရားလိုဘက်မှတတ်သိများကိုလည်းတရားခဏ်ရှင်းနေကပြန်လည်မေးခွန်းမေးခွန်းရှိသည်၎င်းတရားစီရင်မှုမှာအပြည့်အနာသာမရှိသလိုထင်ရသည် သို့သောအပြည့်အနာသာရှိနေသည်ဘာကြောင့်လဲဆိုတော့မဟာမိတ်များသည်စစ်အောင်နိုင်သူများဖြစ်နေသောကြောင့်ဖြစ်သည် စစ်အောင်နိုင်သူမာမေးစစ်တပ်များရောဤကဲ့သို့တရားစီရင်ခြင်းကိုရင်ဆိုင်မှု မလိုဘူးလားဟုမြည်သူမှ ထင်ခြင်းမပေးခဲ့မမေးမြန်းခဲ့တကယ်တော့ဆိုဗီယက်သည်အရှေ့ပိုင်းပိုလန်ကို1939ခုနှစ်တုန်းကဝင်ရောက်စီးနင်းသိမ်းပိုက်သည့်အခါပိုလန်အစိုးရဝန်ထမ်းထောင်ပေါင်းများစွာတပ်ဖြတ်ခဲ့ကြသည်အလောင်းများကိုကတရင်းတစ်တော်ထဲမှမြုပ်ခဲ့ကြသည် ထို့ပြင်မကြာသေးမီကထုတ်ပြန်ခဲ့သောအန်တိုနီဗီဗာဟီစာကိုဘာလင် The Downfall 1945တွင်လည်းရုရှားတပ်နီတော်စစ်သားတို့၏ကြမ်းကြုတ်ဆုံးညမှုများကိုတက်သေးတကားပြင်မြင်တွေ့နိုင်သည်ပိုလန်ရောဂျာမနီရောတွင်တပ်နီသည်အဆောက်အဦများပစ္စည်းများကိုဖျက်ဆီးဆုပ်ဖြဲရုံမကအမျိုးသမီးများကို စနစ်တကျမတိန်ကျင်းခဲ့သည် နောက်ပိုင်းတွင်ရုရှားချိုးကဟာသားလုပ်ပြီးပြောခဲ့သည်မတော်ရီဂျာမနီမှာကလေးပေါင်းနှစ်တန်းချန်ပစ်ခဲ့တယ်กว่าဟူသောစကားဖြစ်သည် သူတို့ဒီအမျိုးသမီးပေါင်းနှစ်တန်းကိုမရင်ချင်းခဲ့သောကြောင့်ဖြစ်သည်မိုင်းမိန်များဒရက်စတန်ကို ပုံခွဲခဲ့ပြီးပြည်သူပြည်သားတောင်းနှင်ချေတတ်ခဲ့သည်အမေရိကန်တီတိုချိုမျိုးကိုပုံခွဲခဲ့ပြီးနောက်ဟီရိုရှိမားနဲ့နာဂါဆာကီမျိုးများကိုအနုမြုပ်ပုံကျဲခဲ့သည်၎င်းမှာပြည်သူတို့အားတိုက်ရိုက်ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ထို့ကြောင့်တတ်မှတ်ထားသောနိုင်ငံကာဆီဥပဒေကိုချိုးဖောက်ခြင်းပင်ဖြစ်သည် သို့တော်သူတို့ကတော့နယူရန်ဘတ်ခွန်ရုံသို့ရောက်ရှိတရားရင်ဆိုင်ရခြင်းမရှိခြင်း ထို့ကြောင့်အန်တိုနီဗီဗာကမှတ်တမ်းထောက်ထားများအရာစာအုပ်ရေးသားဖွင့်ထုတ်လိုက်ခြင်းဖြစ်သည်ဒုတိယကမ္ဘာစစ်အတွင်းကရက်ဆက်ကြမ်းကြုတ်မှုများကိုတတိယရိုက်နိုင်ငံတစ်ခုတည်းကလုပ်ခဲ့တာမဟုတ်ပါဘူးဟု၏ဂျမအနေနဲ့ဘောလုံးပွဲမှာအာနေသူဘက်ကဝင်ရရတာလွဲသည်စစ်ပွဲမှာအာနေသူဘက်ကဝင်ရသည်ဆိုတာကအမြဲတမ်းမှတ်ငံမမလားဘောလုံးပွဲရှုံးသွားတာကတိတ်ခကြရုံအရှက်ရရုံဒါတောင်ရှက်စရာဟုယူဆအောင်မှာ ဖိတ်ညစ်စိတ်တို့ယုံမဲ့ရှိမည်စစ်ရှုံးသွားတာကစားထိုးမရသောဆုံးရှုံးမှုတွေဖြစ်ရလိမ့်မည်နောက်ပြီးအာနေတုဘက်ကကျမရရမ်းပါလားအာနေတုဟူသောတမတ်ချက်ကိုဘာနဲ့တတ်မှတ်မလဲလက်နဲ့အင်အားလူအင်အားနဲ့တတ်မှတ်မလားအစင်လာနဲ့တတ်မှတ်မလားစိတ်တက်နဲ့တတ်မှတ်မလားအမေရိကန်နဲ့အာဖဂန်အချမ်းဖက်စစ်တပ်၏စစ်ပွဲအာရန်နဲ့အစရေစစ်ပွဲ အိန္ဒိယနဲ့ပါကစ္စတန်၏ကက်ရှမီးယားပြဿနာတင်းမာမှု အားလုံးကိုခက်ဝဲဝဲမှမြင်တွေ့နေရသမျှတော့ဒီမှာတော်တော်စိတ်ညစ်ပါသည်ဒိမတ်ဖက်ကနေရက်နေပါလေမိုက်ကယ်အိုဝင်ဂိုးသွင်းလိုက်တော့ဂိုးသွင်းမုံလှလိုက်တာဟုကျေနပ်မိသည်ဒါကဘောလုံးပွဲမှာမရသည့်ပီတိပဲတကယ်သာကျွန်မကအာရက်ဖက်မှာဒုမုံအစ်စရေးဘက်မှာနေခဲ့ပြီဆိုရင်ဘောလုံးဂိုးသွင်းတယ်လို့ဘလို့မှသဘောထားကြည့်လို့မရသည့် တ်ဖြတ်သိဆုံးမှုတွေအတွက်ကျမဘယ်လိုခံစားရမလဲအင်းဒါကြောင့်လဲမြန်မာတနိုင်ငံလုံးရှိသမျှလူတွေဘောလုံးပွဲကြည့်ကြည့်နေကြတာဖြစ်မှာပဲဟိုကျမတွေးမိလာသည်အရင်ကတော့ဘောလုံးပွဲကြည့်သူတွေကိုကျမဘယ်လိုမှနားလည်ခံစားလို့မရကိုယ်နိုင်ငံအသင်းနဲ့လုံးဝမဆိုင်တော့ပွဲကြီးကိုကြည့်ပြီးအားရပါရအော်ဟစ်နေလိုက်ကြတာဘလိုပါလိမ့်ဟုကျမတွေးမိသည် ခုတော့ကျမတိတယ်လို့ရှိသွားပြီအနေထယုံအမျိုးမျိုးကဘာကြီးမှာ ကိုယ်နိုင်ငံမှာကိုယ်အိမ်ပင်မှာရှိနေကြသည်ဒါတွေကိုလွှဲဖဲပြီးပီတိဖြစ်စရာဘောပွဲကိုကြည့်ကြတာဘလောက်နားလဲဖို့လွယ်ကူလိုက်တယ်လေကိုယ်ရက်တိအတင်းကဂိုးသွင်းလျင်ပြောမိဂိုးသွင်းခံရလျင် မခြင်းမနဲ့အော်ဟင်းမိဒါပဲဘယ်သူမှလည်းအသက်မသိဘသူမှလည်းဝေဒနာမခံစားရစီမင်းချိုးဖောက်ရင်ချက်ချင်းလက်ငင်းအပြစ်ပေးပေသည်ဒိုင်လူကြီးလည်းရှိသည်ဘလောက်ကောင်းလိုက်တယ်လေဖိုင်တယ်ပွဲကြရင်လည်းကျမတစ်ခါထပ်ပြီးကြည့်ချင်ပါသေးသည် reference the forensics of world by sebastian jaga landscape of despair by robert winner 11 news volume 1 number 31 23ရက်6လ2001